ားလုံးမင်္ဂလာပါဘောလုံးချစ်မိကိုရေနေကောင်းကြမှာချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MN Football Berlin Defender အားလုံးကိုကြိုကြိုပါရယ်စနေနေ့ညမှာကစားမဲ့ဒါအင်္ဂလန် Premier League ပွဲစဉ်တွေကိုပွဲချွတ်တောင်းကပေးပါမယ်နော်ဒီပွဲစဉ်တွေထဲမှာတော့အစောဆုံးကတော့ Forest နဲ့ Chelsea တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် Forest တင်းကတော့လက်ရှိကြည့်လိုက်မယ်ဆိုရင်တိုက်စစ်ကတော်တော်လေးကိုအခြေအနေဆိုးနေတယ်ဗောနော် Chelsea ရဲ့တင်းကတိုက်စစ်ကောင်းတယ်ခံခင်းညံ့တယ်ဗောနော်ဒါကျွန်တော်ညီကိုလည်းကိုလုံးတတိထားမိမယ်လို့ထင်တယ်ဗောနော် ဒါနီးပြပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာဒါ forest အတင်းကတော်တော်လေးကိုရလာတည်ရိုင်းသွားတာတွေ့ရတယ်ပေါ့နော်ချက်စီအတင်းရဲ့ဇာအမှကြည့်မယ်ဆိုအဆင့်ခွန်မှရှိပြီးမှာပေါ့နော် forest ကအဆင့်၁၀ခွန်မှရှိတယ်ပေါ့ဗျာဒါ forest ကခုနှစ်ပွဲဆော့ပြီးတဲ့အချိန်မှာတိုက်စစ်က၅ခုပဲရပြီးပေးခု၁၂ခုထိတောင်မှခွင့်ပြုထားတယ်ပေါ့နော်ချက်စီအတင်းကတော့ခုနှစ်ပွဲဆော့ပြီးတဲ့အချိန်မှာ၅ပွဲရှုံးတယ်ပေါ့နော် ရကူ73ခုနဲ့ပေးခု9ခုပေါ့နော်ခုနပွဲမှာ9ခုဆိုတာပါအများရပေးထားရမှုပဲဒါတော့တရား forest sort ထားတဲ့ဒါအင်ဝင်းပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဘာမှအရဆရာမကောင်းဘူးပေါ့နော်ဒါ brandfoot ကို31နဲ့နိုင်တယ် west ham united ကိုရှုံးတယ် sunderland ကိုရှုံးတယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တွေကိုဒါကျွန်တော်နောက်ထပ်သူ sort ထားတဲ့ away win ပွဲစဉ်တွေပါထပ်ပြီးခြုံကြီးလိုက်မယ်ဆိုရင်တော်တော်လေးသိုးတယ်နော်ဒါသူတို့ဒါထပ်ပြီးမှဒါအင်ဝင်းမှာပေါ့နော်ပေါ်တိုနဲ့လည်း europa league ကံပြားတွေလည်းရှိပြီးတယ်ပေါ့နော်ဒါတောက်လျှောက်ရှုံးလာတာကုန်းပွဲသက်ပေါ့နော် တောင်းပန်ဆက်လက်ရှုံးထားတယ်ဒါအကုန်လုံးပြန်ပွဲဆုံးပြီးတော့တူတူတိုက်စစ်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးနှစ်ပွဲမှာတကူတော့မရထားဘူးဆန်နလန်ကိုလည်းရှုံးတယ်နျူကာဆယ်ကိုလည်းရှုံးတယ်ပြီးလို့ရှိရင်ဂျာယူရိုပါလက်မှာဆိုတော့မကြီးလောက်2 3ဆိုတဲ့ရလာနဲ့ရှုံးတယ်အဲ့လိုပေါ့နော်တောင်းဆက်ရှုံးနေတယ်တဖက်ကเชลซีအတင်းကိုကြည့်မယ်ဆိုရင်အဝေးဝင်ရလကိုပဲကျွန်တော်ခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်ဝက်ဆမ်ယူနိုက်တက်ကို5-1နဲ့နိုင်တယ် brand ဖို့တူတူဆော့တယ် man u 2ကနေရှုံးတယ်ပေါ့နော်သူဆော့ထားတဲ့ win win 3ပဲ chelsea အတင်းကတေချာပေါက်ကိုရမှာ chelsea ရဲ့တိုက်စစ်ကတေချာပေါက်ကိုရမယ်ဒါပေမဲ့နောက်တန်းနဲ့ဂိုသမားနည်းနည်းလေးဟိုဟိုဟာဖြစ်တယ်ပေါ့နော်နည်းနည်းလေးအားနေတယ်မတိုက်စစ်ပိုင်းတော့ဂိုတေချာပေါက်ရမှာပါ chelsea ကလည်းဒီပွဲပွဲဆင်ပြီးလို့ရှိရင်အာ champion league ကံတွေရှိတယ်အိမ်ပွဲမှာ agent နဲ့ပေါ့နော် agent နဲ့ဆိုသူတို့အတွက်လွယ်ပါတယ်ဒီပွဲဆင်ကဒီပွဲဆင်မှာတော်တော်တော်လေးအာရုံစိုက်မလို့ထင်တယ်ပေါ့နော်ဒီ forest နဲ့ပွဲဆင် ချဲစီအတင်းဆော့ထားတဲ့ပွဲစဉ်နဲ့အားလုံးပါဆိုလို့ရှိရင်သူတိုက်စစ်ကဂိုးမရတဲ့ပွဲဆိုတော့နော်တပွဲမှမရှိဘူးပေါ့နော်ရှုံးမိမှဂိုးမရတဲ့ပွဲဆိုတော့တပွဲမှမရှိဘူးကျွန်တော်ဝက်ဆမ်ယူနိုက်တက်ကို၅လုံးထည့်တယ်ကူလာမို၅လုံးထည့်တယ်ဘရန်ဖို့၅လုံးထည့်တယ်မန်ယူ၃လုံးထည့်တယ်ဒါဘရိုက်တန်31နဲ့ရှုံးတဲ့၃လုံးထည့်တယ်လီဗာပူးကို21နဲ့နိုင်တယ်ပေါ့နော်ဒီလိုပြောချင်တာပါဒါဂိုးတွေရတယ်ဒါပေမဲ့ဒီ forest အတင်းကလည်းဒီနှစ်ပွဲမှာတကူရမလို့ကျွန်တော်တို့တွက်ထားတယ်ပေါ့နော်ဒါကျွန်တော်1121ပေါ့နော်အဲ့လိုပုံစံဖြစ်မလို့တောင်းတမိတယ်ပေါ့ ဒီပွဲပန်တန်ပေါ့နော်ကစားသမားပွဲပန်တန်တွေကိုကြည့်မယ်ပြင် Chelsea ဘက်မှာတော့အများကြီးရှိတယ်ပေါ့နော်အဲတစ်ဖက်က Forest မှာဆိုရင်တော့ Douglas Lewis ရှိမယ် Chris Wood ရှိမယ်ပေါ့နော်ဒီကစားသမားတွေလွဲချော်ဖို့ရှိတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Os ကြည့်မယ်ဆိုရင် Forest အနိုင်ကို3.60 Forest အနိုင်ကို3.6တေးကို3.7နဲ့ Chelsea အနိုင်ကို90.5ပြပေးထားတယ်ပေါ့နော် ဒါမြန်မာပေါက်ချင်းမှာတော့ body မှာချဲစီရကလုံး90နဲ့ကိုးကောင်းကြီး360ဆိုမှာပေးထားတယ်။ဒီပွဲစဉ်မှာကျွန်တော် boating to score ရဲ့ site ရဲ့ number 1ချဲစီတကူ twin ခံရနိုင်တယ်လို့ထင်တယ်ဗောနော forest ဆီကွင်းငယ်ဖြစ်နေတဲ့အတွက် boating to score ရဲ့ site တဲ့ပြင်ချဲစီ body site တဲ့ပြင်ကိုးကောင်း360နိုင်တယ်ဆိုတော့ကိုးကောင်းအပေါ် site တယ်ဗောနော၃မျိုးရွေးချယ်ထားပါတယ်။ဒီထဲမှာကျွန်တော်ညီကိုနဲ့အစိုက်ချင်းတွေ့မယ်ဆိုလို့ရှင်တော့ဒါလက်တွဲလို့ရတယ်ဗောနော။နောက်တစ်ပွဲကတော့ Brighton နဲ့ New Cafe ရဲ့မြန်မာဆန်တော်ချင်း၈နိုင်ပွဲမှာကမယ်ပေါ့နော်ဒါကတော့ဒဲ့ပေးထားတယ်ဒီပွဲစဉ်ကိုလောလောဆယ်တော့ဒဲ့ပေးထားတယ်နန်းနီးနည်းနည်းလေးကြားရီနော်30ဆုံး20ဆုံးနဲ့လည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒီနှစ်သင်းဒါ table မှာကြီးလိုက်မယ်ဆိုလို့ရှိရင်အပေါ်အောက်ပေါ့ဗျ Brighton အဆင့်7နဲ့ New Cafe အဆင့်7 Brighton အသင်းကတိုက်စစ်က10ကိုရထားတယ်ပေးကူလည်း10ကိုရှိတယ်ခံစစ်အရန်ဆိုးတယ်ယူကာဆယ်ကတိုက်စစ်က6ခုရတယ်ပေကူ9ခုရှိတယ်ဂိုးတွင်းကအားနေတယ် ပေါ့နော်ဒီလိုပေါ့နော်ဒီနှစ်သင်းရဲ့ဒါပုံစံလေးတွေကဒီလိုရှိတယ်ပေါ့ဗျာဒါ brighter အသင်းအိမ်ဝင်ပွဲစဉ်တွေကိုကြည့်မြင်ဆိုရင်အိမ်ဝင်မှာ၃ပွဲဆော့ထားတယ်ဖူလာမိုတေကြီးကြတယ်မန်စီးတီးကိုနိုင်တယ်စပါးကိုတေကြီးဆော့ထားတာတောက်လျှောက်ကူးတွေပေးထားတယ်ဗျာအော်အဝေးဝင်ပွဲစဉ်တွေပါခြုံပြီးကြည့်မြင်ဆိုလို့ရှိရင်တော့ဒါအဝေးဝင်ပွဲစဉ်တွေမှာဆိုဘောမောက်ကိုရှုံးနေပေါ့နော်အများကြီးပါပဲဒါ chessy ကိုနိုင်တယ်အဝေးဝင်ပွဲစဉ်တွေမှာဆိုရင်ပြီးလို့ရှိရင် wolf ကိုလည်းတည်ရီ short ထားတယ်ပေါ့နော်တိုက်စစ်ကတော့ဘူးတေချာပေါ့ရမှာပါ Brighton တေချာပေါက်ရမှာတကူကတော့ရကိုရမှာဘူးကတော့အနည်းဆုံးတကူပေါ့နော်တကူနဲ့နှကူကနူးကဆက်အသင်းအဝေးဝင်းပွဲစဉ်တွေကြီးမယ်ဆိုလို့ရှိရင်ဒါ၃ပွဲလုံးပေါ့နော်ဒါ၃ပွဲဆော့ထားတယ်၃ပွဲလုံးဇီးဇီးနဲ့ပြီးထားတယ်ဗျ Aston Villa ကိုဇီးဇီးနဲ့ဆော့တယ် Leeds United ကိုဇီးဇီးဆော့တယ် Bournemouth ကိုဇီးဇီးဆော့ထားတယ်ပေါ့ဒါတော့ကျွန်တော်တစ်ချက်တည်းထားရမယ်အချက်ဖြစ်တယ်ဒါသူတို့ဆော့ခဲ့တာတော့နောက်ဆုံးကကြီးလိုက်မှာဆိုရင်ဒါ for ကျွန်တော် Forest ကို2-0နဲ့နိုင်လဲပေါ့နော်အဲ့ဒီအရှိမှာဆိုရင် Champion League လည်းသူတို့နိုင်ထားတယ် တောက်လျှောက်တာကလင်းရှစ်တင်တယ်ရထားတယ်ဒီပွဲစဉ်ပြီးလို့ရှိရင်ယူကာဆယ်အသင်းကလည်းဒါချန်ပီယံလိကံပြာရှိတယ်အင်္ဂွဲမှာတန်ဖီကံနဲ့ခံရမယ်ပေါ့နော်အချို့လူတွေလည်းခြံထားနိုင်ပါရဲ့နော်လူတွေလည်းခြံထားနိုင်ပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတာဒဲဆိုတော့ကျွန်တော်ညီကိုတွေပေါ့နော်အာတကယ်လို့အချိုက်ပြိမယ်ဖင်ဒါဇိုက်လို့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ဒါ Brighton အနံကို2.6တရေကို3.4နဲ့ယူကာဆယ်အနံကို2.6 level ပြီးထားပါတယ်ချစ်ကျွန်တော်ဒီပွဲစဉ်မှာတက်တကူးစီလိုရရသွားမလို့ကျွန်တော်တောင်းတထားတယ်ပေါ့နော် ပိုတင်းညူစကောယက်ဆိုက်တယ်ဟောနော် bright iron တိုက်စစ်ကဒါ new castle တကူတော့ထဲမလို့ကျွန်တော်ပြတ်ထားပိုတင်းညူစကောယက်ဆိုက်တယ်ပြီးလို့ရှိရင်ဒါ body မှာအခုတော့ dead ဖြစ်နေတယ်ဗောနော် dead ဖြစ်နေတဲ့အတွက်ကျွန်တော် new castle ကိုစိုက်ပါတယ် new castle ကိုစိုက်တယ်ပြီးလို့ရှိရင်ဒီပွဲစဉ်မှာဗောနော်ဒီနေ့ပွဲမှာတော့ဘူပေါင်းအပေါ်စိုက်တယ်ဗောဗျာကျွန်တော်ကပိုတင်းညူစကောယက်ဆို1121ဗောနော်တကယ်လို့ကျွန်တော်တော့21လို့ပြတ်ထားတယ်ဗောဗျာ new castle ရဲ့ဘူပေါင်းအပေါ်ရဲ့ ဟိုတင်းတူစကောယက်စီစိုက်ပါတယ်နောက်ထပ်တပွဲကလည်းမြန်မာစံတော်ချိန်ရှင်းနိုင်ပွဲမှာကံပဲဘန်လီနဲ့လစ်ဂျီနိုက်တက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါအဝေးဝင်လစ်ဂျီနိုက်တက်က level 60နဲ့ဂိုးပေါင်းချင်းနှလုံး80ဆိုမှပေးထားတယ်ပေါ့နော်ဒါတေဘယ်မှာဆိုရင်ဒီ United ကအဆင့်15ဘန်လီရဲ့အဆင့်18ဒီနှစ်တင်းက၄မှတ်กว่าတယ်။ဒီ United ရဲ့က9ပွဲမှာဒါရကို9ခုရှိတယ်ပေကု7ခုရှိတယ်ပေါ့နော်။ဘန်လီအတင်းကတော့9ပွဲမှာရကို9ခု ပေးဖို့ဆန်ငါဖို့ရှိတယ်ခံစားတယ်မကောင်းကြဘူးဗျာပြောချင်တာဒါပါပဲတပန်းလေးအတင်းရဲ့ဒါပရီးမီးယားလိအင်ဝင်ပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့၃ပွဲရှိတယ်ဆန်နာနာဒူးစီးနဲ့နိုင်တယ်ဖော်ရက်စ်ကို1-1ဆော့တယ်လီဗာပူးကို1-0နဲ့ပေါ့နော်ဒါရှုံးထားတယ်ဗောဗျာဒါ၃ပွဲလုံးပေါ့နော်ဒါကြီးအောင်အောင်ကန်ထားတဲ့အင်ဝင်ပွဲစဉ်တွေမှာပေါ့နော်ဒါအဝေးဘက်မှာဆိုရင်လုံးဝအားရရမကောင်းပါဘူးအဝေးဘက်မှာဆိုလို့ရှိရင်အက်စတန်ဗီနာတို့မန်စီးတီးတို့ဒါအကုန်လုံးရှုံးထားတယ်ဗောနော်မန်ယူနိုက်တက်တို့အကုန်လုံးသူရှုံးထားပါတယ် သူ့ရဲ့ဒါ short ထားတဲ့သူ့ရဲ့ tight set တွေကိုကြီးလိုက်မယ် friend သူဘိုးမရတဲ့ပွဲပွဲနဲ့ပွဲရှိလဲဗောနော် spurs နဲ့ပွဲဘိုးမရဘူး liverpool နဲ့ပွဲဘိုးမရဘူးဗောနော် channel ပွဲတွေမှာသူအလုံးဘိုးရထားပါတယ်သူ short ထားတဲ့နောက်ဆုံး၃ပွဲမှာလည်းသူဘိုးရထားတယ် villa ကိုဘိုးရတယ် man city ကိုဘိုးရတယ် forest ကိုလည်းဘိုးရီရထားပါတယ်เนาะတစ်ဖက်က Leeds United အသင်းကိုကြည့်မယ်ဆိုလို့ရှိရင် Leeds United အဝေးဝန်းပွဲစဉ်တွေမှာဆိုရင်၃ပွဲရှိတဲ့ Arsenal 5-0, Fulham 1-0, Wolves ကို3-1နဲ့နိုင်ထားတယ်ပေါ့เนาะဒါ Leeds United ကလည်း သူဆော့ထားတဲ့ Premier League နောက်ဆုံး၃ပွဲလုံးသူဂိုးတွေတွင်ထားတယ်ဂိုးတွေလည်းတွင်ခံထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာ Fortuna Wines to Osport ကြီးမှာကြီးမှာဆိုရင် Bayern အနိုင်ကို3.4တရီကို3.2 Leeds United အနိုင်ကို2.1ဆိုမှပေးထားပါတယ်ကျွန်တော်ဒီပွဲစဉ်မှာရွေးချယ်ထားတာကတော့ Bayern Body ကြိုက်တယ်ပြီးရင်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်နောက်ထပ်တပွဲကတော့ Crystal Palace နဲ့ Bournemouth တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါ Palace က level 90ရှုံးဂိုးပေါင်းကြီးနှလုံး80ရှုံးဆိုမှပေးထားတယ်ပေါ့နော် ခရစ်စတာပဲလစ်ကတော့ဥရောဥရောပပွဲစဉ်တွေကစားနေရတယ်ဗောနော်ဒါတော့ကျွန်တော်ညီကိုလည်းတီးမှာပါဒီနှစ်တင်းရဇာမှာကြီးမှာဆိုရင်ဒါဘုံမောက်ကအဆင့်၄မှာရှိတယ်ပဲလစ်ကအဆင့်၆မှာရှိတယ်ပဲလစ်ကခုနှစ်ပွဲဆော့ပြီးပြီးရာကိုပူပူပေးကို၅ကိုရှိတယ်ဗောနော်တစ်ခါကဘုံမောက်ကလည်းတိုက်စစ်ကရာကို၁၁ခုပေးကို၈ခုပဲရှိတယ်နှစ်တင်းလုံးခံစစ်တွေဦးစားပေးတဲ့အတင်းတွေဖြစ်ပါတယ်တိုက်စစ်တွေလည်းကောင်းတယ်ဗောနော်ခရစ်စတာပဲလစ်ဆော့ထားတဲ့အင်္ဂွန်ပွဲစဉ်တွေကြီးမှာဆိုလို့ရှိရင်တော့ ကဖောရက်စ်ကိုတည်ရီဆော်ရဆန်ဒလန်ကိုတည်ရီဆော်ရလီဗာပူးကိုတူဝမ်းနဲ့နိုင်ထားတယ်ပေါ့နော်ဒါမှချိလိုက်မယ်ဆိုလို့ရှိရင်အိမ်ဝင်ပွဲစဉ်ပေါ့နော်၃ဝင်းမှာဆိုနှစ်ပွဲတိတိဒါဂိုးတွေခွင့်ပြုထားတာလည်းတွေ့ရတယ်ပေါ့နော်ဆန်ဒပွဲစဉ်တွေမှာဆိုရင်တော့သူအဝေးဝင်းမှာဆိုရင်လည်းသူအေဗာတန်ရှုံးနေပေါ့နော်ပြီးလို့ရှိရင်ဒါကွာဆာမြူနိုက်တက်ကိုတူဝမ်းနဲ့နိုင်တယ်လို့ပေါ့နော်အက်စတိုမီလာကို3-0နဲ့နိုင်တယ်ဒီအသင်းကတော်တော်လေးကိုပေါ့နော်ဒီညီပြကတော်တော်လေးကောင်းပါတယ်ဒါအေဗာတန်ရဲ့ပွဲမှာတော့သူတို့ဒါကန်ဆိုးပါပေါ့နော်နောက်ဆုံးနောက်ကျမိနစ်နဲ့ပေါ့နော်ဒါတော်တော်နိုင်သွားတာဖြစ်ပါတယ်ဒီအေဗာတန်အသင်းက နမောင်ဒီပွဲကဝမ်းဝမ်းနဲ့ပြီးမဲ့ပွဲပေါ့ဗျာ။တစ်ခါကဘောမအတင်းကိုကြည့်မယ်ဆိုရင်ဘောမအတင်းအဝေးဝန်းပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒါလီဘာပူးကို4-2နဲ့ရှုံးတယ်ပေါ့နော်။ပြီးတော့စပါ1-0နဲ့နိုင်တဲ့ Leeds United ကိုတရီ short ထားတယ်ပေါ့နော်။ဘောမရဲ့တိုက်ဆက်ကဂိုးတေချာပေါက်ရမှာ။ဂိုးကတော့တေချာပေါက်ရမှာဘောမတိုက်။သူ short ထားတဲ့ပွဲတွေအားလုံးကိုခြုံကြည့်လိုက်ပေါ့နော်။အကုန်လုံးသူဂိုးမရတဲ့ပွဲဆိုတာမရှိဘူး။သူရဲ့တိုက်ဆက်ဂိုးမရတဲ့ပွဲဆိုတာ သူ short ထားတဲ့ဒီ premium လေးပွဲစဉ်နဲ့အကုန်လုံးမှာ show me မှာဘုံမရထားတာမရှိဘူးတရေကြတာပဲရှိတယ်။ Newcastle 00ပေါ့နော်။ဒါ Crystal Palace အသင်းကလည်းဒီပွဲစဉ်ပြီးလို့ရှိရင်ဒါ AEK နဲ့အင်ကွဲမှာပေါ့နော် Europa Conference League လည်းဆော့ဖို့ရှိတယ်ပေါ့နော်။24ရက်24ရက်နေ့ရှိတယ်။ဒီပွဲစဉ်မှာ Hunter Wise to Osport ကြီးမှာဆိုရင် Palace အနိုင်ကို NASA တရေကို3.4ဘောင်းမအနိုင်ကို3.3တော့ပေးထားတယ်။ကျွန်တော်ဒီပွဲစဉ်မှာ Botin to score yes ကြိုက်တယ်ဗျာ။ကျွန်တော်တယောက်တကူတော့ထဲမယ်လို့ထင်တယ်။ ပြီးလို့ရှိရင် body မှာဘုံမောက်ကြိုက်ပါတယ်ဘုံမောက်ကိုရွေးချယ်ပါတယ်ဘုံမောက်အပြင်တလုံးပြေကြပေါက်ထဲမှာနောက်ထပ်တစ်ပွဲကတော့ Sunderland နဲ့ Wolf တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် Sunderland အတင်းကဒါ level 30နဲ့ဘူပေါင်းကြီးနှလုံး20ဆိုမှပေးထားတယ်ဗောနော် Sunderland အတင်းကတော့ development ကြီးမယ်ဆိုရင် စင်ကိုမှရှိတယ်ရာကို9ခုပေးကို6ခုရှုံးပွဲနဲ့ပွဲပဲရှိတယ်ဗောနော် Wolf တင်းကတော့ဒါနနပွဲတည်ရင်၅ပွဲရှုံရကို၅ခုပြီးခု၁၄ခုရှိတဲ့အတင်းဖြစ်ပါတယ်။ဘူးအတင်းကတော့ညံ့တာပေါ့ဗျာ ဆန်နလန်အသင်းရဲ့အင်ဂွန်းပွဲတွေကြီးလိုက်မှာဆိုရင်ဆန်နလန်အင်ဂွန်းမှာလုံးဝမရှုံးသေးပါဘူးဝက်ဆမ်ယူနိုက်တက်ကို3-0နဲ့နိုင်တယ်ဘရန်ဖို့2-1နဲ့နိုင်တယ်အက်စတန်ဗီလာကိုတည်ဆော့ထားတယ်ဗောနော်အဝေးဝက်နဲ့မှာတော့ဒါမှပြောလို့ပါဘူးသူညံ့နေဗောနော်အင်ဂွန်းကိုရှုံးနေပြီးလို့ရှိရင်ဒါခရစ်စတာပဲလစ်ကိုတည်ဆော့တယ်သူရှုံးတဲ့ကနပွဲပဲရှိတယ်နော်ခုနှစ်ပွဲမှာပရီးမီယာလိခုနှစ်ပွဲမှာနှစ်ပွဲပဲရှိတယ်ဒါတော်တော်ချီးကျူးရမယ်နော်ဒီဆန်ဒလန်အသင်းတို့တော့ဒါရှုံးတာက အဝေးဝင်းမှာပဲဖြစ်တယ်ပေါ့နော်။ဘန်လေးကိုတူးစီနဲ့မန်ယူတူးစီချန်နယ်ပွဲထဲမှာသူတော့မရှုံးထားပါဘူး။တစ်ဖက်က Wolf အတင်းကိုကြည့်မယ်ဆိုရင် Wolf ဆော့ထားတဲ့ဒါအဝေးဝင်း၃ပွဲကိုကြည့်မယ်ဆိုရင်အားရစရာတော့မကောင်းဘူး။ဒါဘုံမောက်ကိုရှုံးတယ်၊ Newcastle 1-0နဲ့ရှုံးတယ်၊ Spurs ကိုဝမ်းဝမ်းဆော့ထား။အဝေးဝင်းပွဲစဉ်တွေမှာအကုန်လုံး၉အောင်တီကြာထားတယ်ပေါ့နော်။ဒါပေမဲ့လည်းသူနောက်ဆုံးဆော့ခဲ့တဲ့ဒါ Premier League ၅ပွဲဆက်တရီတွေကြာထားတယ်လို့တိုက်စစ်ကလည်းဘူးပြီးပြန်ရထားတာတွေးရတယ်ပေါ့နော်။သူတရီကြာထားတာကတော့အဝေးခွင့်မှာ Spurs အိမ်ခွင့်မှာ right down တည်းချထားရပေါ့နော်။အဲဒီပွဲစဉ်မှာခွင့်ထားတဲ့ wins to os pau ကြီးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့တာဆန္ဒနာအနံကိုပေးထားတာကတော့2.4တည်းကို3စနဲ့ wolf အနံကိုတော့3.2ဆိုမှပေးထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ထားမယ်ဆိုရင်တော့ protein beef score yes ကြိုက်တယ်ပေါ့နော်။ဒါ wolf အတင်းကလည်းခံစစ်တွေပွင့်နေတယ်ဆိုတော့ကျွန်တော်ပြန်လည်ဂူထက်မလို့တွက်ထားတယ်ပေါ့နော်။ကိုတင်းဒီစကောရက်စိုက်တယ်ပြီးလို့ရှိရင်အဂူပေါင်းအပေါ်ကိုစိုက်ပါတယ် တကယ်လို့ကျွန်တော်ညီကိုတွေ body ရိုက်ချင်တဲ့ခိုင်နော်ဆန္ဒလမ်းပဲကျွန်တော်တို့ရိုက်ရမှာဖြစ်ပါတယ်30တော့ရှုံးမယ်ပေါ့နော်တကြီးကြသွားရင်တော့ဆန္ဒလမ်းအင်ဝင်ကောင်းတယ်ဆန္ဒလမ်းကိုကြိုက်ပါတယ်တကြီးတပေါင်းတော့ရှိတယ်ဆိုမှလည်းဆန္ဒလမ်းပဲရွေးချယ်တယ်ပေါ့နော်ဆန္ဒလမ်းရဲ့ PTT SCS ရဲ့ဘိုးဘော်ရဲ့ပေါ့နော်ဒီနေ့ဘိုးဘော်ရွေးချယ်တာများနေပြီပေါ့နော်နောက်ထပ်တပွဲကတော့ကျွန်တော်စပိန်လာလီဂါဖက်ကိုတွားမယ်နော်စပိန်လာလီဂါမှာမြန်မာဆန်တော်ရှင်6နိုင်ဘွဲ့မှာကံမယ်စီဗီလာနဲ့မာယော့ကာစီဗီလာကတော့တလုံး80နဲ့ဂူကောင်ကြီးနှလုံး80ရှုံးဆိုမှပေးထားတယ်နော် ။စီဗီလာအတင်းကတော့ဘာစီလိုနာအတင်းဝင်နိုင်ထားတယ်ပေါ့ဗျာ။စီဗီလာအဆင့်6မှာရှိတယ်။မာယော့ကာကတော့ဒီယာလီတော့မကောင်းဘူးနော်။အဆင့်20မှာရှိတယ်။ရှစ်ပွဲဆော့တယ်9-9ရထားတယ်။ဘက်ကစီဗီလာကရှစ်ပွဲဆော့တယ်15-9ရထားတယ်။စီဗီလာနီးပြပြောင်းပြီးတဲ့နောက်ပိုင်းမှာဂိုးတွေတောက်ချောင်းရတယ်။ကျွန်တော်ညီကိုရေသတိထားမိလားမသိဘူး။အစီဗီလာအတင်းရဲ့အင်ဝင်းပေါ့နော်ဒါလာလီကအင်ဝင်းပွဲစဉ်တွေကိုကြီးလိုက်ပါဒါဂီတာဖေးကို2-1နဲ့ရှုံးတယ်အယ်ချီကို2-2ဆော့တယ်ဘီလာရီယေကို2-1နဲ့ရှုံးတယ် ဘာစီလိုနာ41နဲ့နိုင်ထားပါတယ်တောက်လျှောက်ဂိုးပေါ်တွေရေးချထားရပါတော့ဒီလိုရှင်မာယော့ကအတင်းအဝေးဝင်းပွဲစဉ်တွေကြီးလိုက်ပါတော့မာယော့ကရီယယ်မက်ဒစ်ကို2-1နဲ့ရှုံးတယ်အစပန်ကို3-2နဲ့ရှုံးတယ်ဆိုစီတက်ကို1-0နဲ့ရှုံးတယ်ဒါဘီလ်ဘာကို2-1နဲ့ရှုံးတယ်ပေါ့နော်သူလဲတိုက်စစ်က၄ဘွဲ့မှာ3ဂိုး3ဘွဲ့တိတိဂိုးတွေရထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာဒီနေ့တင်ရတော့ဂိုးအောက်တော့မဖြစ်ဘူးလို့ထင်တယ်ပေါ့နော်အပြန်အလှန်ဂိုးတွေထည့်မယ်လို့ထင်တယ် စီဗီလာလည်းအတက်ရင်ဦးစားပေးနေတယ်ဆိုတော့နော်မာယောကာတော့ဖန်ဆစ်တော့တယ်ပေါ့ဗျာဒါပေမဲ့မာယောကာမှာတော့တိုက်ဆက်ပိုင်းမှာမဆိုးဘူးပေါ့နော်အဲ့ဒါဒီဆိုးဆိုးဝါးဝါးကြီးဖြစ်နေတာမျိုးတော့မတွေ့ရဘူးပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ once once to osport ဂျီမှာဖွင့်စီဗီလာအနိုင်ကို85ပြားတရီကို3.3နဲ့မာယောကာအနိုင်ကိုတော့4.7ဆိုတာပေးထားတယ်ကျွန်တော်စီဗီလာခြိုက်တယ်14 to score yes ခြိုက်တယ်ပြီးဘူပေါင်းအပေါ်ခြိုက်ပါတယ်တုံးကြီးရေးချင်တယ်နော်ဘူပေါင်းအပေါ်တွေပဲရွေးထားတာကျွန်တော် ဘောရုံဘွဲတယ်ဗောနော်ဘုံမအပေါ်ချနိုင်တဲ့ဟာတွေတေချာလေးလေးလာပြီးတော့ကျွန်တော်ယူဆတာဗောနော်နောက်တစ်ဘွဲတော့ဘီလာရီယန်နဲ့ရီယာဘက်တီတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်သူတို့တွေကတော့ဥရောပပွဲစဉ်ရှိတယ်ဗောနော်လူတွေခြံရမယ်ဒဏ်ရာမရအောင်ဗောနော်ကစားသမားတွေမနာအောင်ပြီးလို့ရှိရင်အချိန်ပိုရအောင်ဗောနော်ကစားသမားတွေကိုဒါအလဲအကျတောင်းရမယ်ဗောနော်သူတို့ကတော့ဆိုဘီလာရီယန်ကတလုံးကူးစံနိုင်တဲ့ဂိုးပေါင်းကြီးတောင်းကုန်၄၀စားဆုံးမှာပေးထားတယ်ဗောနော်တေဘယ်မှာကြီးလိုက်မယ်ဆိုရင်ဘီလာရီယန်အဆင့်3ဘက်တီဖက်အဆင့်၄ နတင်းတော့ပေးကိုအတူတူပဲရှစ်ကိုသည်ရှိတယ်ရကိုကတော့မီလာရီယာ14ကိုဘက်တစ်က73ကိုပေါ့နော် အမတ်ကလည်းတမတ်ပဲပွားတယ်ပေါ့နော်အဲတိုက်အတက်ကင်ကတော်တော်လေးကောင်းတယ်နတင်းလုံးမီလာရီယာရဲ့အင်္ဂွင်ပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့အင်္ဂွင်မှာတော့ fire ရှိရပါတော့ရီယယ်အိုဗီဒိုတူးစီးနဲ့နိုင်တယ်ဂီရိုနာ5စီးနဲ့နိုင်တယ်ဘီလ်ဘာအို1စီးနဲ့နိုင်တယ်ကလင်းရှစ်3ပဲရှိတယ်ဂူမပင်းခံထားရဘူးအိုဆာဆူနာကို2ပဲနဲ့နိုင်တယ်ပေါ့နော်ရီယယ်ဘက်တစ်အသင်းရဲ့ဝေးဝင်းပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုရင် ်လ်စီကိုတည်ရီဆော့တယ်စက်ကာဘီကိုတည်ရီဆော့တယ်လီဗန်တေးကိုတည်ရီဆော့တယ်အစပိုင်းကို2-1နဲ့နိုင်ထားပါတယ်ဂိုးတွေအကုန်တောက်လျှောက်ပြေးထားတယ်ပေါ့နော်အဲသူတို့ဒါနောက်ဆုံးနိုင်ခဲ့တာတော့အဝေးဘက်မှာအစပိုင်းကိုဖြစ်တယ်ပေါ့နော်2-1နဲ့သူတို့နိုင်ခဲ့တယ်ရီယယ်ဘက်တီအတင်းကဒီပွဲစဉ်ပြီးလို့ရှိရင်ဂျန်းနဲ့နော်ကျွန်တော်ဒါဘယ်လ်ဂျီယမ်မှာယူရိုပါလိကံရရှိတယ်လို့တစ်ဖက်ကဗီလာရီရဲ့အတင်းကလည်းချန်ပီယံလိမန်စီးတီးနဲ့တတော်အရေးကြီးတဲ့ပွဲခံစေရှိတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osport ကြီးမှာဆိုရင်အင်ရှင်အတင်းအနိုင်ကို ပြား90ပေးထားတဲ့တေရီကို3.6ဘက်တစ်အမွန်ကိုဒေးစာပေးထားတဲ့ protein to square စိုက်တဲ့အင်ဂိုပေါင်းအပေါ်စိုက်တဲ့ body မှာဘက်တစ်စိုက်ပါတယ်ကိုရောဒီလိုမျိုးပုံစံနဲ့ကျွန်တော်ရွေးချယ်ထားရပါတော့နောက်တစ်ပွဲကတော့ Italy Serie A ဖြစ်ပါတယ် Lecce နဲ့ Sassuolo တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဝေခွင်းသာဖီအိုလိုက level 20ဘောပေါင်းကြီးနှလုံး80ဆိုမှပေးထားတယ်ပေါ့နော်ဒါ table မှာကြည့်မယ်ဆိုရင်စာစုအိုလိုကအဆင့်9လက်ချီကအဆင့်15လက်ချီက6ပွဲဆော့ပြီးတဲ့ချိန်မှာ9ခုပဲရထားတယ် just to လောက၉ဝက်ဆော့ပြီးတဲ့အချိန်မှာ၈ကိုရခဲ့တယ်ခန်းစစ်ကလည်း၈ကိုပေးထားတယ်လက်ချီကလည်းခန်းစစ်၁၀ကိုပေးထားတယ်ပေါ့နော်ကလက်ချီအတင်းရဲ့ဒါအိမ်ကွင်းမှာဆော့ထားတဲ့အီတလီ Serie A ပွဲစဉ်၃ပွဲကိုကြည့်မယ်ဆိုရင် AC Milan 2-0ဒါကက်ကရီယာရီ2-1 Bologna 2-2ဆိုမှဆော့ထားတယ်ဒါ Sassu Olo ရဲ့ဝေဝင်၃ပွဲကြည့်မယ်ဆိုရင် Cremonese ကို3-2နဲ့ရှုံးတယ် Inter 2-1နဲ့ရှုံးတယ်ပြီးတော့ Verona 1-0နဲ့အဝေးကွင်း၂ပွဲသက်အခြေအောင်ထားတယ်ပေါ့နော် Sassu Olo အတင်း လက်ရှိအတင်းလဲမစိုးဘောနော်သူကတော့ဒါခုနောက်ပိုင်းပွဲတွေမှာသူ၄ဘွဲ့ဆက်ရှိပြီပေါ့နော်တိုင်ခွင်အဝေးခွင်၄ဘွဲ့ဆက်တိုက်စစ်ကဂိုးရနေတာတွေ့ရတယ်ပေါ့နော်သူတို့နောက်ဆုံးနိုင်ရတာတော့အဝေးခွင်မှာပါမကိုဝမ်းစီနေတော့အဲ့တော့ကျွန်တော်ခံမှန်ခဲ့တယ်လက်ရှိအတင်းနိုင်မယ်ဆိုမှကွက်တိပဲအဲ့တော့ဖြစ်သွားအဆဆူအိုလိုကလည်းအကုန်ခြုံချိမယ်ဆိုလို့ရှိရင်သူကလည်းဦးဒင်းနစ်ကိုအင်ခွင်မှာနိုင်ပြီလို့ဘီရိုနာကိုသူကလည်းနှစ်ပွဲဆက်နိုင်ထားတယ်ဂျင်းနှစ်ပွဲဆက်အောင်ထားတဲ့အတင်းပေါ့ဗျ after fact ကလက်ချီအတင်းကလည်းဂျင်းနှစ်ပွဲဆက်အောင်ထားတယ်ပေါ့နော်ဒါဒီလိုတွေ့မယ်ဒီနှစ်တင်ရပေါ့နော် ဒီပွဲစဉ်မှာပေးထားတဲ့ wins to osport ကြီးမှာဆိုရင် let's see nn ကို2.9တေးကို3.2ဆက်စုအလုံးနိုင်ကို2.5မှာပေးထားတယ်ဗောနဒီပွဲစဉ်မှာကျွန်တော် fortini score yes နဲ့ goal mount အပေါ်ကိုစိုက်ပါတယ် body ကတော့ကျွန်တော်မရွေးချယ်တော့ပါဘူးเนาะ fortini score yes ဆိုတာပဲကျွန်တော်ဇာဘီရွေးချယ်လိုက်ပါတယ်เนาะနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါ bundesliga ဖြစ်ပါတယ် bundesliga မှာကျွန်တော်ရွေးချယ်ထားတာကတော့ဒါ RB Leipzig နဲ့ Hamburg တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် Leipzig က Borussia နဲ့ပြင်းနေဗျ3-50ရှုံး9-40ရှုံးတုံမှပေးထားတယ် RB Leipzig ကတော့အဆင့်3မှရှိတယ်ရဟု6-9ပေးခု6-9 Hamburg ကတော့အဆင့်30မှရဟု6-9ပေးခု6-9နပွဲနိုင်နပွဲတည်နပွဲရှုံးထားတဲ့ Hamburg အတင်းဖြစ်တယ်ပေါ့နော် RB Leipzig ကတော့အင်္ဂွန်ပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အတူဆော့ထားတာကတော့နှစ်ပွဲပေါ့နော်အင်္ဂွဲမှာနှစ်ပွဲရှိတယ်ဒါဟန်တိုင်းကိုပြူးစီးနေနိုင်တယ်ကိုလုံးကိုတတိပန်းနေနိုင်တယ်ပေါ့နော် ဟမ်ဘာအလင်းရအဝေးဝန်းပွဲစဉ်တွေကြီးမှာဆိုလို့ရှိရင်တော့အဝေးဝန်းမှာတောင်းပွဲဆော့ထားတယ်မူချန်အောင်တည်ရီ Union Berlin တည်ရီ Bayern Fizinish ရှုံးထားတယ်ဗောနော်ဒါတစ်ချက်တတိတို့ထားမယ်ဟမ်ဘက်အတင်းအဝေးခွင့်ရအောင်ခံစစ်ဦးစားပေးတာတွေ့ရတယ်ပွဲတွေအကုန်လုံးခြုံကြည့်လိုက်မယ်ဆိုရင်ဟမ်ဘက်အတင်းကနောက်ဆုံး၃ပွဲဆက်လုံးဝမရှုံးထားဘူးဗောနော်ပြီးလို့ရှိရင်ဟန်နိုင်းကို2-1ဗောနော် Union Berlin ကိုစီးစီးမိုင်းကို4-0ဗောမြန်ဟန်ဒီယာတော့နည်းနည်းများတယ်တိုက်စစ်ကလည်းတကူတော့ရသွားနိုင်တဲ့အခြေအနေမှာရှိတယ်ဗောနော်ပြီးထားတဲ့ဘော်ဒီဇေက ထက်ကိုးပေါင်းကြီးက340ရှုံးဆောင်ပေးထားတယ်ပေါ့။ RB Leipzig ကလည်းအိမ်ဝင်ရောက်လို့ရှိရင်တော်တော်လေးကိုသတိထားပြီးဆော့တဲ့အတင်းထဲမှာပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပေါ့နော်။ဒီနီးပြကဒီဘိုင်ယန်ကိုစစ်စီနဲ့ရှုံးပြီးတဲ့နောက်ပိုင်းမှာဂိုးပေါင်းအပေါ်ကျတာတပွဲပဲရှိတဲ့ကိုလုံးက31ပွဲ၊ဂျန်နပွဲတဲ့ကိုလုံးကိုအောက်ကြီးပြ။ကျွန်တော်ညီကိုသတိထားမိလာတော့မင်းတန်တိုင်း ပင်တူတိုက်စက်ကဝိုးမရတဲ့ပွဲတပွဲမရှိဒီဘိုင်ယန်နဲ့ပွဲတပွဲပဲရှိတယ်ပေါ့နော်တဖက်ကဟမ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်ဟမ်ဘက်ဂိုးမရတဲ့ပွဲတွေပဲနဲ့ပွဲရှိလာ၄ပွဲရှိတယ်ပေါ့နော်ဒါမှဂိုးအောက်တပောက်ရှိတယ်ဒီပွဲစမှာဖွင့်ထားတဲ့ wins to osport ကြီးကိုကြည့်လိုက်ပေါ့နော်ဒါလိုက်စစ်အနံကို0.2ဒါလိုက်စစ်ပဲပေါ့နော်ကျွန်တော် win-win ဖြစ်ဖို့ပဲများပါတယ်ဒီပွဲ win-win ပေါ့နော် တရီဝန်90နဲ့ဟမ်ဘက်အနံကို6.5ပေါ့နော်ကျွန်တော် RV license ကြိုက်တယ်ဂိုးပေါင်း output ကြိုက်တယ်ဒီပွဲစဉ်မှာဒါတလုံး90ရှုံးကနည်းနည်းတော့ under ရရှိတယ်ဒါမှမဟုတ် license ကိုကျွန်တော်ယုံထားတယ်ပေါ့နော်ကူစီလောင်းနဲ့ပြီးမယ်လို့ထင်တယ်တူစီပေါ့စနေနေ့ရဲ့အကောင်ဆုံးပွဲစဉ်ဖြစ်တဲ့ဘိုင်ယန်နဲ့ Dortmund ရဲ့မြန်မာစံလုံးရင်7နိုင်မှာဆော့မယ်ပေါ့နော်ဘိုင်ယန်ကတော့အလုံးသွင်းနဲ့90ရှုံးအပြည့်ရှုံးပေါ့ဗျာတူတူပဲပေါ့နော်ဂိုးပေါင်းကြီးက360ရှုံးမှာဘိုင်ယန်ကတော့ခပ်ပြင်းပြင်းပဲပေါ့ဗျာ လက်ရှိ performance ကိုလည်းကြည့်မယ် friend ကြောက်ခမ်းမန်းလီလီအပေါ်အောက်ဘိုင်းယံအစင်တဲ့ domo အစင်နဲ့ domo ကလည်းပေးကူ၄ခုပဲရှိတယ်လို့အဘိုင်းယံကလည်းပေးကူ၃ခုပေါ့နော်ဘိုင်းယံရဲ့တိုက်စစ်က25ခုရထားတယ်ပေါ့နော်ဒါကျင်တဲ့အားပြန်မယ်ပွဲစဉ်တွေဖြစ်တယ်နှစ်တင်းလုံးကလည်း champion league တွေရှိရပေါ့နော်ဘိုင်းယံဆိုလို့ရှိရင် club brugge နဲ့အိမ်ခွင်မှာကန်ရမယ် domo ကတော့အဝေးခွင်မှာကိုပင်ဟင်ကျင်နဲ့ကန်ရမယ်ပေါ့နော်ဘိုင်းယံမြို့နယ်ရဲ့ဒါ honestly ကအိမ်ခွင်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ အင်္ဂမတော်မွဲဆော့ထားတယ်တော်မွဲလုံးကလင်းရှေးရထားတယ်ဘောနော် brimming pose hamber size license cc ဆိုတော့ဒါအတင်းကြီးတွေပါတယ်ဘောနော်အင်္ဂမပဲတော်မွဲအတင်းအဝေးဝန်းပွဲစဉ်တွေကြီးလိုက်ဘောနော်တော်မွဲလုံးတော်မွဲလည်းမရှုံထားဘူး same poly 33 hanain 2c mines 2c ဆိုပြီးတော့သူလည်းကလင်းရှေးတွေရထားတယ်ဘောနော်ဒီမှာတကယ်အားပြိုင်မယ်ပေါ့ဗျာတော်မွဲအတင်းကတော့ဒါသူတို့ဆော့ကြတာ bonus key ကနောက်ဆုံးပွဲစဉ်ကတော့ဒါ license နဲ့အင်္ဂမပေါ်မှာကြာထားတယ် ဒီရာဒီကျွန်တော်တို့ဒါဘွန်နက်စကီက6ဘွဲစော်ထားတဲ့အထက်မှာဒါဒေါမွန်အကင်းက9ပေးထားတဲ့ဘွဲဆိုလို့ရှင်2ဘွဲတည်းရှိတယ်ဗောနော်အဲ့ဒါကစိန့်ပေါ်လီဘွဲရဲ့ RB Leipzig ဘွဲဒီ2ဘွဲပဲရှိရကျွန်တဲ့ဘွဲတွေကိုလုံးကလင်းရှိရထားတယ်ဗောနော်ဘိုင်ယန်ကိုကြည့်လိုက်မယ်ဆိုရင်လည်းဘိုင်ယန်မြို့နယ်ကလည်းဒါ9ပေးထားတဲ့ဘွဲများများဆဆမရှိဘူးဒါ Osbel 32ဒါအဝေးဝင်းမာတွေပဲပေးထားတာတွေ့ရတယ်။ Hoffenheim ကို4-1နဲ့လည်းပွဲ၊ဂျန်နဲ့ပွဲတွေကိုလုံး clean ရှေ့ရထားတယ်ပေါ့နော်။ ဘာနဲ့တင်းတော့အတက်ကင်ဦးစားပေးပြီးပြန်လာမယ်ချန်ပီယံလိတလည်းရှိတယ်ဆိုတော့ထိန်း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 ပဲဆော့လာမလို့ချက်နေ Rise to of Paul ကြီးမှာဆိုရင်ဘိုင်ယာနိုင်ကို33ပြတည်ရီကိုငဟာစဒေါမွန်အနိုင်ကိုရှစ်ဆပေးထားတယ်ကျွန်တော်တို့ဘယ်လိုပဲနေနေပါဘိုင်ယာအတင်းမဲ့ချိုက်တယ်ဗျာဘိုင်ယာကိုတကူလည်း twin ခံရနိုင်တဲ့အတွက် protein to score yes ချိုက်တယ်ဘိုင်ယာ body protein to score yes ပြင်ကိုပေါင်းအပေါ်ကိုချိုက်ပါတယ်ကျွန်တော်ဒီပွဲစဉ်နောက်ထပ်တပွဲကတော့ဒါပြင်သစ်လီကူက Nins နဲ့ Lion တို့ရပွဲစဉ်ဖြစ်ပါတယ်ဒါအဝေးကွင်း နောက်ထပ်တစ်ပွဲကတော့ပြင်သစ်လီဂူကနင်းစ်နဲ့လိုင်ယွန်တို့ရဲ့ပွဲစဉ်ဖြစ်တဲ့မြန်မာဆန်လာချင်း9နိုင်ပွဲမှာကံမယ်ပေါ့နော်။ဒါအင်ရှင်အသင်းဖြစ်တဲ့နင်းစ်ကလေဗယ်20ချုံနဲ့ဂူပေါင်းကြီးတောင်း60စားဆောင်မှာပြေးထားတယ်။ဒီဘက်မှာဆိုရင်လိုင်ယွန်ကအဆင့်၄နင်းစ်ကအဆင့်7နဲ့မှရှိတယ်ပေါ့နော်။နင်းစ်အတင်းအတိုက်စစ်ကခုနှစ်ပွဲဆော့ပြီးတဲ့ချိန်မှာ9ဂူရထားသလိုလိုင်ယွန်အသင်းကလည်းရဂူ9ဂူနဲ့ပေဂူ9ဂူပဲပြေးထားတယ်ပေါ့နော်။ခန်းစစ်ကိုအသာပေးတယ်။ခန်းစစ်ဦးစားပေးတယ်။တိုက်စစ်ကဂူရရနေတယ် nins အတင်းရဲ့ဒါအင်ဝင်ပွဲစဉ်တွေကြီးလိုက်မယ်ဆိုရင်၄ပွဲဆော့ထားတယ်2 log 1z နဲ့ရှုံးတယ်ဗောနော် all share ကို31နဲ့နိုင်တယ် nantes ကို 1z နဲ့နိုင်တယ် paris fc ကိုတရီဆော့ထားတယ်အ၄ပွဲမှာဆိုတော့3ပွဲတိတိကသူကဂိုးတဘိုးစီခွင့်ပြထားတာတွေ့ရတယ်ဗောနော်ဒန်ယွန်အတင်းရဲ့အဝေးဝင်ပွဲစဉ်တွေကိုကြီးလိုက်ဗောနော်အဝေးဝင်မှာဆိုရင်သူ lands ကို 1z နဲ့နိုင်တယ် reina ကို31နဲ့ရှုံးတယ် lily ကို 1z နဲ့နိုင်ထားတယ်ဗောနော်အဝေးဘက်မှာလည်းသူတို့ကတခြားလေးကိုဘီးစိုက်ပြီးဆော့တာတွေ့ရတယ်သူတို့က ဒီပြင်းသစ်လီဘူးမှာဆိုရင်တို့အိမ်ဝန်းပွဲစဉ်မှာတော့တို့တူးလောက်ကိုဒီနောက်ဆုံးတို့ဆုံးခဲ့တယ်ပေါ့နော်။ဒါကြီးလိုက်မယ်ဆိုလို့ရှင်သူ့ရဲ့တိုက်စစ်ကဂိုးမရတဲ့ပွဲတပွဲမှမရှိဘူးပေါ့နော်။သူတောက်လျှောက်ဂိုးတွေထည့်ထားတယ်။တစ်ဖက်က Nins အတင်းကိုကြီးလိုက်မယ်ဆိုရင်လည်း Nins အတင်းရဲ့တိုက်စစ်ကလည်းဒါဂိုးမရတဲ့ပွဲဆိုတော့သူလည်းတပွဲမှမရှိဘူးပေါ့နော်။တပွဲမှမရှိဘူးဆိုမှတပွဲတော့ရှိတယ်ကြာ။ဒါတူးလောက်နဲ့ပွဲဟုတ်တယ် sorry တူးလောက်နဲ့ပွဲ1 C နဲ့ရှောင်းတာ channel ပွဲတဲ့အကုန်လုံးကိုရထားတယ်ပေါ့နော် အိမ်ဝင်နေမှာတော့သူမစိုးပါဘူးနော်ဒီပွဲစဉ်ကကျွန်တော်တည်ရတပေါက်လို့တော့ကျွန်တော်တွက်ထားတယ်ပေါ့နော်ဒီပွဲစဉ်ပြီးလို့ရှင်ဒနင်းစ်အတင်းကလည်းဒါယူရိုပါကလစ်ကိုဆက်တာဘီကိုနဲ့အဝေးဘက်မှာကန်ရမယ်ဆိုလူတွေခြံနိုင်တယ်ပေါ့နော်ဆိုင်းယုံအတင်းကတော့ဒါယူရိုပါလစ်ကိုအိမ်ကွဲမှာဘေးဆယ်နဲ့ဆိုတော့နည်းနည်း easy ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins to oscorg ကိုကြည့်ကြရအောင်အာနစ်စ်အနိုင်ကို2.4ပေကို3.4နိုင်အနိုင်ကို3ဆကျွန်တော် ဒီပွဲစဉ်မှာ Boating to score yes ကြိုက်တယ်ပြီးရင် Lion Body ကြိုက်ပါတယ်။ Ground မှာ1-0လို့ပဲတွက်ထားတယ်ဗျာဒီပွဲစဉ်။အဲဒီနဲ့ကျွန်တော်ရွေးချယ်ထားပြီးတာဒီကျွန်တော်ညီကိုတို့အဆင်ပြေကြမလို့ထင်တယ်ဗောနော်။အားလုံးဒါကျွန်တော်ဒီချာလေးရွေးချယ်ထားပါတယ်။ပြီးရင်တခါလေဘောလုံးကမထင်မှတ်တာတွေလည်းဖြစ်တတ်တယ်ဗောနော်။ Sorry penalty ပေးခံရတာလို့အနီးကနဲ့ထုတ်လိုက်တာလို့နမီရင်မိတာလို့အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်။ဒါတွေကတော့ကျွန်တော်တို့လည်းဘာမှမတတ်နိုင်ဘူးဗောနော်။အတတ်နိုင်ဆုံးကတော့ဒီချာလေးလေ့လာထားတယ်ဗောနော်။ အခုလုံးအပေါင်းပြကြပါပြီ like subscribe comment ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်